ကျမရဲ့ပြည်သက်ကြီးကိုကျမအခုပြပြခြင်းတဲ့တင်ရတော့အာ KBZ ဘန်ဝင်တန်တသက်စော်နဲ့သူ့ရဲ့ခင်မုံပေါ့နော်စစ်ဘူအောင်ပြေဆောင်လို့ကနေပြီးတော့လူပေါင်း30ကျော်စီကနေဆရာခိုင်တို့အမျက်ပေးတဲ့ပုံစံနဲ့ငွေကျပ်3000တောင်းချီလိမ့်နေသွားတဲ့အကြောင်းပဲဖြစ်ပါတယ် ဆရာနာသိမ့်ပြီးရဲ့နောက်မှာ KBZ ဘဏ်ကဘဏ်အကောင့်အဟောင်းနေပေါ့နော်။အိုးအကောင့်နေကိုငွေကြေးထုတ်မှုတွေကန့်တလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ KBZ ဘဏ်မှာဒီငွေကြေးအနှံထားတဲ့သူတွေကဘဏ်အတွင်းမှာသူတို့ရဲ့ပိတ်မိနေတဲ့ငွေကြေးတွေကိုဘဏ်ပြန်လည်ထုတ်ယူဖို့အတွက်ကိုရာခိုင်နှုန်းပေးပြီးတော့ထုတ်ယူနိုင်မှုအတွက်ရန်ကုန်မြို့ပါရမီချော်ရင်ကုန်းကမ္ဘောဇဘဏ်ဝန်ထမ်းတတ်တတ်စွာလှုံ့ဆော်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ယုံကြည်မှုရယူပြီးတော့ percentage နဲ့ရာခိုင်နှုန်းနဲ့ပေါ့နော်အမြတ်ပေးတဲ့ပုံစံနဲ့ငွေကြေးတွေထည့်ဝင်စီရဲ့အကြောင်းရယ်နောက်ပြီးသွားလို့ရှိရင်အဲ့ဒီနောက်မှာတော့ဒီထည့်ဝင်ပြီးတော့လဲပတ်တဲ့ငွေကြီးကငွေကျပ်3000ချီဖြစ်လာတဲ့အချိန်မှာတော့ငွေကြေးအလုံးလိမ့်လည်တင်းချောင်သွားကြောင်းသိရပါတယ်ဒီငွေကြေးကိုလိမ်လည်တဲ့သူကကမ္ဘောဇဘန်ဝင်တန်းတသက်စောဖြစ်ပြီးတော့သူ့ရဲ့ခင်မုန်းကတော့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်390ချီမြန်တရင်က စစ်ဘူအောင်ပြေဆုံးဖြစ်ပြီးတော့လက်ရှိချိန်မှာလင်မယားနှစ်ယောက်လုံးထွက်ပြေးတိမ်းရှောင်နေရလို့သိရပါတယ်။ဗန်နီယာငွေထုတ်တာတွေကိုအနောက်ပိုင်းမှာလင်းမင့်လုပ်ပြီးတော့ကန့်တက်လိုက်တဲ့အတွက်ကြောင့်မလို့ရာဂိုင်နှုံးနေတဲ့အပြင်နေမှာငွေကိုပေးပြီးတော့ထုတ်နေရတယ်ပေါ့နော်။ဆိုတော့ရာဂိုင်နှုံးပေးပြီးတော့ကိုကြိုက်တလောက်ထုတ်ပေါ့။အဲ့ဒီပုံစံနဲ့ငွေဘလောက်ထည့်ထားရင်ငွေကြီးဘလောက်ရာဂိုင်နှုံးအမြတ်ရမယ်ဆိုပြီးတော့ပေးရဲ။အဲအဲ့ဒီကနေပြီးတော့ ငွေတွေကိုထည့်ခိုင်းတာပေါ့လေအစကတော့အမျက်ရာခိုင်နှုန်းနေပေးနေတဲ့အတွက်ကြောင့်မလို့မစိုးဆိုပြီးတော့လူတွေကလည်းပတ်စံရရဲဆိုပြီးတော့ထည့်ကြတာပေါ့နော်ဆိုတော့အခုကျတော့ဒီကမ္ဘောဇာဘန်ဝင်တန်းကမလိန်လောက်ပါဘူးဆိုပြီးတော့လည်းလူတွေကထင်ကြတာပေါ့နော်အခုကျတော့လိန်သွားတာပေါ့လေငွေတွေအများကြီးထည့်ထားတယ်နောက်ဒီ match လ28ရက်နေ့ငလင်ဖြစ်ပြီးရင်တော့မှာတော့ငွေတွေအားလုံးလိန်သွားတာဆိုပြီးတော့ ဒီကိုယ်တိုင်အလင်ခံရတဲ့သူတယောက်ကလည်းပြောထားတာရှိပါတယ်။လက်ရှိမှာတော့ငွေကြေးလိမ်လည်တဲ့သူစစ်ဘူအောင်ပြည်စုံနဲ့ဇနီးတသက်စော်တို့က Facebook အကောင့်တွေကိုပါဖျက်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေပါတယ်။ မယန်းကုန်းမြို့နယ်မှာရှိတဲ့စစ်ဘူအောင်ပြေဆောင်ရဲ့အမေဒီအိမ်ကိုမိဘဒီအိမ်ကိုတွားပြီးတော့မေးမြန်းတဲ့အခါမှာတော့တာဝန်မယူဆိုပြီးတော့ပြောထားပါတယ်။ဒီစစ်ဘူရဲ့မိဘတွေကတော့ရဲမှုဇော်ထွန်းနဲ့ចောင်းဆရာမမြင့်မြင့်ခိုင်လို့ဖြစ်ကြောင်းသိရပါတယ်။ငွေကြေးလိမ်လည်သူဗန်ဝင်တန်တက်တက်ဆိုတော့ကမ္ဘောဇာဗန်မှာလည်းမယူမတာလုံဆောင်မှုတွေကြောင့်မလို့အမှုဖွင့်ခံခဲ့ရတဲ့သူဖြစ်ကြောင်းလည်းအခုမှသိရတယ်ပေါ့နော်။ဆိုတော့ကျွန်မရဲ့ပြည်သက်တွေထဲမှာလည်းဒီဗန်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အလုပ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေတဲ့သူတွေရှိပါပဲ။ ယ်ဆိုတော့အဲ့လိုမျိုးဘန်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးအလုပ်လုပ်တယ်ဆိုလို့ရှိရင်ဘသူ့မှာမယုံပါနဲ့နောက်ပိုင်းမှာအာဒီလိုမျိုးပေါ့နော်အဆင်မပြေဖြစ်သွားတာရှိရဲဆိုလို့ရှိရင်ကိုယ်ပတ်စံလည်းဆုံးရှုံးရတယ်စိတ်လည်းပူရတယ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်ငွေကြေးဆုံးရှုံးတာကတော့ပြန်ပြီးတော့အဲ့လိုမျိုးလိုက်လို့ရကောင်းရနိုင်ပေမဲ့စိတ်ပူရတယ်စိတ်စိုးရိမ်တကြီးဖြစ်ကြတယ်ပေါ့နော်အဲ့ဒါကြီးကြတော့အဆင်မပြေဖြစ်နိုင်တဲ့အတွက်ကြောင့်လို့ဖြစ်ပါတယ်ဆိုတော့ဒီသတင်းလေးကိုကြည့်ပြီးအားလုံးလည်းအစအစအိမ်ရာခင်ယူဆိုင်ဖို့မှာကြင်ပါတယ်ရှင်